အရွယ်ရောက်ပြီးလူတယောက်ဖြစ်နေရတဲ့အိမ်မှာတုံးနေတဲ့ရေကဘလို့စနစ်နဲ့အမြဲတုံးနေရတာလဲဆိုတော့တိထားရဲ့လားအိမ်အတွက်ရေအခက်အခဲတွေကိုအလွယ်ကူဆုံးဖြေရှင်းနိုင်တဲ့နည်းတွေကိုရောသိပြီးပြီလားလူသားတွေအသက်ရှင်နေထိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့ရေကိုယ့်အိမ်မှာတုံးနေတဲ့ရေကဘလို့စနစ်နဲ့တုံးနေတာလဲပုံမှန်တွင်ရေတွင်အဝီစီတွင်းတွေတူပြီးရထားတာလားစီပင်က ပေးတဲ့မီတာရေကိုစုပ်တာလား ချောင်းရီကိုဆုတ်တင်တာလားဂျိုးပြူရီကိုဆုတ်ယူတာလားစသဖြင့်ရေရရှိတဲ့အရင်းမြစ်တွေကဒေတာအလိုက်ကွဲပြားကြတာမို့ဖော်ပြပါရေရေမြစ်တွေကနေပြီးမိမိတို့တအိမ်လုံးအတွက်အလုံးလောက်တဲ့ရေအမြဲတမ်းရရှိအောင်ဘလို့စနစ်တွေတုံးပြီးလေပတ်နေရလဲ ဒီနေ့မှာဆိုရင်တော့မြို့ရောနယ်ရောအိမ်တိုင်းအိမ်တိုင်းမှာလျှက်ရှက်အသုံးရေမော်တာတွေစက်ပစ္စည်းတွေရဲ့အကူအညီနဲ့ဒီအရင်းမြစ်တွေစီကနေရေများများထွက်အောင်ဆုပ်ယူတာမျိုးအပေါ်အထက်မြစ်တွေကိုရေတင်တာမျိုးအကွာအဝေးခတ်ဝေးဝေးကိုရေတင်ပို့ကြတာမျိုးနဲ့အလုပ်လုပ်ကြပါတယ်။ဒီလိုရေလိုအပ်ချက်တွေကိုစက်ပစ္စည်းတွေသုံးပြီးအလွယ်တကူဖြည့်ရှင်းကြတဲ့နည်းတွေအများကြီးတွေကမှအလွယ်ကူဆုံးသုံးလို့ရတဲ့လျှက်ရှက်ရေမော်တာတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ Fresh Take Up ပေါင်းဒရာ channel မှာကြိုဆိုလိုက်ပါရယ်ဗျဒီနေ့မှာတော့လေးစီရေမော်တာတွေကိုကိုလိုအချမ်းနဲ့အကိုက်ညီဆုံးရွေးချယ်ဝယ်ယူနိုင်ဖို့နဲ့ရေမော်တာတွေရဲ့အလုံးလုံးပုံစံတွေကိုအကြမ်းမြင့်ပြောပြမျှဝေပြီးသွားမှာပဲဖြစ်ပါတယ်ရေမော်တာတစ်လုံးရဲ့ပုံစံနဲ့အလုံးလုံးပုံတွေကိုအကြမ်းမြင့်တိထားမှကိုအိမ်လိုအပ်ချက်နဲ့အကိုင်းညီဆုံးဖြစ်တဲ့ရေမော်တာတစ်လုံးကိုအလေလွင့်အဖိတ်စင်မရှိဘဲဝယ်ယူနိုင်မှာဖြစ်ပါတယ်။အရင်ဆုံးရေမော်တာကဘာလဲဆိုတာနေစသွားလိုက်ကြရအောင်ဗျ။ ကျွန်တော်ခုပြောပြပေးသွားမယ့်ရေမော်တာဆိုတာအခုပုံထဲမှာပါတဲ့ပုံစံလေးတွေအကြောင်းပါတနည်း centrifugal water pump ပုံစံမျိုးပြောတာပါဒီမော်တာပုံစံတွေက data light ခေါ်ပုံတွေ꿰ပါတယ်ရေဆက်ကုန်တင်မော်တာရေမော်တာခါးဆွဲရေမော်တာရေတင်မော်တာစသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်ကျွန်တော်ကတော့ရေမော်တာလို့ပဲဆက်လက်သုံးလုံးသွားပါမယ်ရေမော်တာတလုံးဘလို့လုံးလုံးလဲဆိုတာကိုသဘောပေါက်လွယ်အောင်တို့ကြောင့်ရှင်းပြပေးပါမယ်ဒီမော်တာမှာပါဝင်ဖွဲ့စည်းထားတဲ့မော်တာက လဲပတ်လှူရှားရင်အင်ပလာကိုအရွေးဆွိုင်းတစ်ခုပေးပါတယ်။ဒီအင်ပလာတလက်တွေကနေတစ်စက်ပတ်နေဝင်လာတဲ့ရေကိုတွန်းအားဖြစ်စေပြီးရေပိုက်လိုင်းတွေစီကိုရေစီးစင်းနိုင်တာပဲဖြစ်ပါတယ်။ရေမော်တာတွေကိုတစ်ဖက်ကရေဝင်ပေါက်တစ်ခုရှိမယ်။နောက်ထပ်ရေထွက်ပေါက်တစ်ခုရှိပါမယ်။ဆိုတော့ဒါဒီရေမော်တာတစ်လုံးရဲ့အကြမ်းပြင်းဖွဲ့စည်းအလုံးလုံးပုံဖြစ်ပါတယ်။ မဂျူဒီဗီယိုကိုကြည့်ရခြင်းရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ကိုလိုအချက်နဲ့ကိုက်ငင်မဲ့ရေမော်တာပုံစံကိုရွေးချယ်ဝယ်ယူနိုင်ဖို့ဆိုရင်အခုပြောပြပေးမယ့်ရေမော်တာတမျိုးချင်းစီရဲ့အချက်လက်တွေအားသာချက်တွေအကြောင်းကိုသိထားမှရပါလိမ့်မယ်။ကျွန်တော်တို့ပြည်တွင်းစည်းကွက်ထဲမှာအတုံးအများဆုံးနဲ့တွေ့ရအများဆုံးရေမော်တာပုံစံ၃ခုအကြောင်းကိုဒီနေ့မှပြောပြပေးသွားပါမယ်။ဒါတွေကတော့ကောင်းကျွန်းရေမော်တာ၊ခေါင်းဝိုင်းရေမော်တာနဲ့ဂျပန်ရေမော်တာပါ။ ဒီမော်တာတမျိုးချင်းစီကိုရေကွက်ထဲမှာခေါ်တဲ့အခေါ်အဝေါ်တွေပစ္စည်းအကြောင်းတွေရဲ့အားသာချက်တွေရဲ့ကို highlight လုပ်ပြီးဆက်ပြောပြပေးသွားပါမယ်။အရင်ဆုံးခေါင်းကျူရေမော်တာလေးကြောင်းနေစသွားလိုက်ရအောင်ဗျ။ခေါင်းကျူရေမော်တာရဲ့ impala ဟာကြီးစိတ် impala အသေးလေးတွေဖြစ်ပြီး JB series, DB series ခေါင်းကျူရေမော်တာရဲ့လို့ဈေးကွက်တဲ့အခေါ်များပါတယ်။ဒီမော်တာခေါင်းကျူတွေဟာသူ့ထဲဝင်လာတဲ့ရေကိုကြီးစိတ် impala သေးသေးလေးယူနေရေကိုရပ်ထုတ်ပါတယ်။ဒီမော်တာရဲ့အားသာချက်သည်ရေအမြင့်တင်ကောင်းတဲ့ပုံစံမှာ နောက်တစ်ခုကခေါင်းဝိုင်းရေမော်တာခေါင်းဝိုင်းရေမော်တာရဲ့ impeller ဟာ PPO polyphenolene oxide material နဲ့လုပ်ထားတဲ့ plastic impeller နဲ့လည်းလာတယ်လို့ G impeller နဲ့လည်းလာပါတယ် G impeller ရဲ့ site ကပိုကြည့်ပြီးရေထွက်အားလည်းပိုကောင်းပါတယ်သူ့ကိုတော့ DK series CPM series ခေါင်းဝိုင်းရေမော်တာခေါင်းပြရေမော်တာစသဖြင့်ခေါ်ကြပါတယ်ရေမော်တာခေါင်းဝိုင်းဟာသူ့ထဲဝင်လာတဲ့ရေကိုကြီးမားချိန်ပြန်လာတဲ့ impeller နဲ့ရေကိုရပ်ထုတ်ပါတယ် ဥပမာအနေနဲ့မျိုးလုံးနဲ့မြင်တော့ပြောရရင်ရေကိုရေကွက်ခတ်ကြည့်ကြည့်နဲ့ခတ်တော့ရေပိုပါတယ်လို့ပုံစံမျိုးမျိုးဒီလိုရေမော်တာခေါင်းဝိုင်းပုံစံကရေထွက်အများတဲ့ပုံစံဖြစ်ပါတယ်။နောက်တစ်ခုက Japan Concept Priming Pan တွေပါ။သူ့ Impala ကလည်းပြည်တွင်းရေကွက်ထဲမှာနှမျိုးတွေ့ရများပါတယ်။ PPO နဲ့ G Impala တွေပါ။သူ့ကိုတော့ Jet CV ရေလောင်ကန်ပါတဲ့ပန်းရေရှူ၃ရောင်မျိုးရဲ့ပန်းတွေရဲ့လူလူတိများပါတယ်။ဂျပန်ရေမော်တာဟာခေါင်းဝိုင်းရေမော်တာရဲ့အင်ပလာပုံစံအတိုင်းအင်ပလာအကြီးနည်းဆိုတော့ရေထွက်အားပိုကောင်းပါတယ် သူ့မှာကတခြားပန့်တွေထပ်ဘာပိုကောင်းသားသလဲဆိုရင်ဖွဲ့စည်းတိဆောက်ပုံရရေလောင်ကန်ငယ်တစ်ခုပါဝင်တာဖြစ်လို့အောက်ရီချူတုံးကြမလို့တာပဲဖြစ်ပါတယ်ဒီချက်တွေကြောင့်ဒီနေ့ခင်မှာလူအုံများတဲ့ရေမော်တာဂျပန်ရေမော်တာရဲ့လို့နာမည်ကြီးနေတာပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေရဲ့လိုအပ်ချက်ကရေအမြင့်တင်ချင်တာလားရေထွက်များချင်တာလားရေချူစရာမလိုပဲအားကောင်းတဲ့ပန့်ရချင်တာလားစဉ်းစားပြီးရေမော်တာပုံစံကိုရွေးချယ်ဝယ်ယူလို့ရပါပြီ ဒီမော်တာ၃မျိုးစလုံးရဲ့အဓိကအလုံးလုံးဆောင်ပုံတွေကတူညီတာကိုလည်းသိထားရအောင်အကြမ်းမြင့်နှစ်ချက်ကိုထပ်တူမျှဝေပေးပါဦးမယ်။နံပါတ်၁ရေဝင်တဲ့လုံဆောင်ပုံတနည်းပြောရရင်ရေဆုပ်တာ ပုံပိုင်းတွင်အဝီစီတွင်ကနေရေလန်းဆုပ်တာရေမီတာရေဆွဲဆုပ်တာစသဖြင့်ရေဝင်တာရေဆုပ်တာရဲ့လုံဆောင်ပုံတွေကတူညီကြပါတယ်။ဒီမော်တာတွေကအောက်အနက်ကိုရေလန်းဆုပ်နိုင်အားဒီပြည့်20ကျော်30လောက်ပဲဆုပ်တင်နိုင်ကြတာပါ။ပြည်တွင်းမှာအတွေ့ရအများဆုံးက max section 8မီတာပါ။ 26ပြီးကျော်ပါဒီအချက်ကမော်တာပုံစံနဲ့တစိုက်တွေပေါ်မှာလိုက်ပြီးတော့မှအနေငယ်ကွဲပြားနိုင်ပါတယ်နံပါတ်1ဝင်လာတဲ့ရေဆုံးလိုက်တဲ့ရေကိုအင်ပလာတွေကနေတစင်ရက်ထုတ်ပြီးတဲ့ပုံစံတူညီပါတယ်ရေမော်တာရဲ့ horse power လို့ခေါ်တဲ့မြင်းကောင်ရာကြီးရင်ကြီးသလောက်အမြင့်ပေပိုတင်နိုင်ပြီးရေပိုထွက်ကြပါတယ်ဥပမာငါမူးရေမော်တာကအမြင့်ပေ40ချောလောက်တက်ရင်သုံးမဲရေမော်တာကပေ80လောက်တက်မယ် ၎င်းရေမော်တာကဗီဒီယိုကြောင့်လောက်ယူတတ်မယ်ဒါမျိုးပြောတာပါဒီနေရာမှာတစ်ခုချင်းမမီးဖို့သတိထားရမှာလीမော်တာပေါ်မှာရေးထားတဲ့ maximum ဟန်နဲ့ maximum flow ပါဥပမာအနေနဲ့ပြောရရင် max flow 60 liter per minute ပေးထားပြီး max head 55 meter ရေးထားရဲဆိုပါစို့ဒီရေးထားတဲ့အပေါ်မှာအမြင့်ပင်55မီတာမှာရေထွက်နှုန်60လီတာထွက်ကိုထွက်ပါလေလို့ပြောရောင်းခံရရင်မိတ်ဆွေကဂျင်းကြီးသာမိလာတာပါ ရီမော်တာမှာရေးထားတဲ့ဆိုလိုရင်းဒီပန့်ရဲ့အစွမ်းဆောင်နိုင်ဆုံးပမာဏတစ်ခုရေးထားခြင်းဖြစ်ပါတယ်။ max flow ရေထွက်နှုန်းနဲ့ max hat အမြင့်တင်ရာဒီနှစ်ခုဒီပြောင်းမြန်အချိုးကျပါတယ်။တစ်ခုကတိုးရင်တစ်ခုကညော့ပါတယ်။အကြမ်းမြင့်နားလေသဘောပေါအောင်ပြောပြရရင်အမြင့်တင်ကနည်းလီရေထွက်အများလီဖြစ်ပါမယ်။အမြင့်ပင်များများတင်ရင်ရေထွက်နှုန်းမှာညော့တတ်တာကိုအထူးသတိပြုရပါမယ်။ရီမော်တာဝယ်ဖို့ဆိုရင်အဓိကကကုလိုအပ်ချက်ကဘာလဲဆိုတာသိဖို့သိရပါမယ်။ ဒါမှသာအနာနဲ့စီနဲ့တဲ့မှာပါဒီဗီဒီယိုကိုကြည့်ပြီးမိတ်ဆွေတို့လည်းကုလိုအချမ်းနဲ့ကိုက်ညီမဲ့ရီမော်တာပုံစံကိုဘလို့ရွေးချယ်ဝယ်ယူရမလဲနားလည်လောက်ပြီးထင်ပါတယ်ရီမော်တာရီရဲ့အကောင်ကြီး site တွေကိုတော့ကုသုံးခြင်းနဲ့အမြင့်ပေးရေထွက်နှုံးတွေပေါ်လိုက်ပြီးကိုက်ညီမဲ့မော်တာကိုစုံစမ်းမေးမြန်းပြီးဝယ်ယူနိုင်ပါတယ်အခုလိုဗီဒီယိုဆုံးဒီကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဗျာ ိရွှေတို့ဆက်ပစ္စည်းတွေဝယ်ယူရမှာတထောင်တနေရာကနေပြီးအကျိုးဖြစ်စေမယ့်နီလန်းလေးတွေပဟုတုတာလေးတွေကို အပတ်စဉ်စီစဉ်တင်ဆက်ပေးမှာမို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ဗျာ